စာစကားဆိုမယ်ကျမဒီဒီနေ့ဒီချိန်ထိအမျိုးသားရေးကိုတုံးချပြီးဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းရှိကမှငွေအကြေးအကျိုးမြဲစီးပွားရေးအကျိုးမြဲရယူထားတာတစ်စုံတစ်ခုမှမရှိသလိုကျမဘယ်သူနဲ့မှကျေးဇူးစားကျေးဇူးတမ်းမရှိဘူးပြောရရှိရင်လည်းကျမဘယ်သူမျက်နှာမှမထောက်ဘူးကျမတိုင်းပြည်မျက်နှာကိုပဲထောက်ပါတယ်ပြောရကတော့တစ်ခုရှိပါတယ်ဒီကိုသက်နိုင်ဦးရဲ့ငင်းချက် ပါတယ်ရိမ့်ချက်ချစ်ချီရွှေခစ်စီတို့ဆိုပြီးတော့သူပါတီအောင်နိုင်ရေးဆောင်ပုံမှာရှာလုံးပေါင်းတပ်ပုံမှာနေပါတယ်ရိမ့်ချက်ချစ်ချီရွှေခစ်စီတို့လောဆာလုံးနဲ့မဟုတ်ပါဘူးဆာလင်းနဲ့စီရမှာပါဆာလုံးဆိုတာကအာ ဆောက်ဆင်မှာဆောက်လေးတွေစီစီထားရှိရယ်တကယ်ဆင်မှာပကံများလေးတွေစီထားရယ်အဲ့ဒီလိုမျိုးဆလုံးနဲ့စီရတာအနာဂတ်စီတို့ပန်းနိုင်စီတို့ကြတော့ဆလိမ့်နေစီရတာပါအာဆိုတော့ကို့ပါတီအောင်နိုင်ရေးလဲဆွဲစီရုံနဲ့သကလုံး6လုံးလောက်ရေးတဲ့နေရာကိုတလုံးတက်ပုံမားနေတယ်ဆိုတော့အာနည်းနည်းသူများပြောစရာကြီးဖြစ်နေပါတယ်ဒီတစ်ခုသတိပြုစီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မိ ကျန်းဖို့အမတ်ရဲ့မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီးမပူတူဝေဖန်လိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးတို့ရေရန်ကုန်တိုင်းမှာဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူလူထုကိုယ်စားလှယ်တယောက်ကနေပြီးတော့သူ့အတွက်အာကျွန်မကို ာ lobby လုတ်ပေးပါပေါ့ကွပြောရမယ်ဆိုရင်ရိုးရိုးရှင်းရှင်းပြောရရင်တော့ lobby လုတ်ပေးပါဆိုပြီးတော့ကန်းလန်လာရှိတယ်အာကျွန်မကုလိုနိုင်ငံရေးအကြောင်းလေးပြောတဲ့အခါမှာသူ့အကြောင်းလေးထည့်ပြီးပြောပေးဖို့ပေါ့နော်အဲ့ဒီတွေ့ကျွန်မကိုထိုက်တဲ့နယ်ပညာရှင်အချီးမြှင့်ပါမယ်လို့လည်းပြောပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒါကျွန်မတို့ကအမျိုးသားရေးကိုဥထိတ်ထားပြီးနိုင်ငံရေးကိုလှုပ်ဆောင်ကြတာဖြစ်တဲ့အတွက်ကျွန်မရဲ့စိတ်ထဲမှာအာဒီလူကလူတော်လို့ထင်တယ်နောက်ပြီးအာဒီလိုမဲဆွယ်စီရင်ရေးမှာလေလူတို့ရဲ့ယုံကြည်မှုရအောင်လှုပ်ဆောင်နိုင်လိမ့်မယ်လို့ထင်တဲ့လူဆိုရင် ကိုအိတ်ကိုစားကိုထမင်းကိုစားဝေးတပြားတစ်ချက်မှမယူပဲအခမဲ့လော်ဘီလုတ်ပေးမှာပါဘာလို့လဲဆိုတော့ပြည်သူတွေနည်းမဲပေးမဲ့ပြည်သူတွေအနေနဲ့ရွေးချယ်မှုမှန်ကန်အောင်အကိုတက်နိုင်တဲ့ဘက်ကနေဒီလမ်းညွှန်ပေးမှာတိုးတော့ဒီလူတယောက်ကတိုင်းပြည်ကိုဦးဆောင်နိုင်တဲ့အရေးချင်းမရှိဘူး တနည်းအားဖြင့်အရင်ချင်းရှိတဲ့ပညာတတ်တယ်ဆိုရင်တော့တိုင်းပြည်နယ်လူမျိုးကိုချစ်တဲ့စေတနာမရှိဘူးဆိုရင်ကျမကိုပတ်စံတွေဘလောက်ပဲပုံပြီးပေးနေပါစေအဲ့ဒီလိုတွေ့ကျမလိုပြီးလို့မပေးနိုင်ပါဘူး။အာဒီနေ့မှာတော့ကျမဒီကိုယ့်အိတ်ကိုစားဟိုက်ကိုထမင်းကိုစားပြီးရောလူတယောက်တွေမဲဆွဲစီယုံပြီးလို့ပြီးလုပ်ပေးပါမယ်။သူကတော့အားလုံးတည်တဲ့ကိုသက်နိုင်ကိုကြည်ကပါရကင်းပြီးနဲ့ဖန်မျိုးနယ်ကနေပြီးတော့ပြည်သူလူထုကိုစားဝေရောက်ရေးချက်ခံမယ်လို့ကြားသိရပါတယ်ဒီခိုင်မျိုးပါတီကိုယ်စားလှယ်တက်ောက်နေတဲ့ ဝယ်အောင်ရွေးချယ်ခံမယ်လို့ကြားသိရပါတယ်။အားပေးပါရဲ့ဖန်မှာရှိတဲ့ပြည်သူတွေအနေနဲ့ကကိုယ်တိုင်ကိုဘယ်ပေးခြင်းအားဖြင့်ဖန်ဒေတာရဲ့ဖွံ့ဖြိုးတိုးတက်ရေးဖန်ဒေတာရဲ့အနာဂတ်အတွက်အခေါင်းဆောင်ကောင်းတယောက်ကိုရွေးချယ်နိုင်ပါစေလို့လည်းမျှော်လင့်ပါတယ်။အကျွန်မဒီလိုပြောလို့သူတို့ချီကတရားတစ်ချက်မှာကျွန်မအခွင့်အရေးယူမထားသလိုလက်ပေးလက်ယူလုပ်ထားတာလည်းမရှိဘူး။မှန်သောသစ္စာစကားဆိုမယ်။ကျွန်မဒီဒီနေ့ဒီချိန်ထိဘလူတာရေးကိုတုံးချပြီးဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းရှိကမှာ ဝေကြီးအကျိုးမြတ်စီးပွားရေးအကျိုးမြတ်ရယူထားတာတစ်စုံတစ်ခုမှမရှိသလိုကျွန်မဘယ်သူနဲ့မှကျေစုစားကျေစုတာမရှိဘူးပြောပြရရှိရင်လည်းကျွန်မဘယ်သူမျက်နှာမှမထောက်ဘူးကျွန်မတိုင်းမျက်နှာကိုပဲထောက်ပါတယ်ပြောပြရကတော့တစ်ခုရှိပါတယ်ဒီကိုတက်နိုင်ဦးရဲ့ရင်းချက်ဗါတယ်ရင်းချက်ချစ်ချီရွှေခစ်စီတို့ဆိုပြီးတော့ဒီပါတီအောင်နိုင်ရေးဆောင်ပုံမှာရှာလုံးမောက်တပ်ပုံမှာနေပါတယ်ရင်းချက်ချစ်ချီရွှေခစ်စီတို့တော့စလုံးနဲ့မဟုတ်ပါဘူးစလိန်နဲ့ဆေးရမှာပါစလုံးဆိုတာကအာ စားအုပ်စင်မှာစားအုပ်လေးတွေစီစီထားရှိရဲ့ဗကန်စင်မှာဗကန်များလေးတွေစီထားရဲ့အဲ့ဒီလိုမျိုးစလုံးနဲ့စီရတာအနာဂတ်စီတို့ပန်းနိုင်စီတို့ကြတော့စလုံးနဲ့စီရတာပါအာဆိုတော့ကို့ပါတီအောင်နိုင်ရေးလဲဆွဲစီယုံနဲ့သကလုံး6လုံးလောက်ရေးတဲ့နေရာကိုတလုံးတက်ပုံမားနေတယ်ဆိုတော့အာနည်းနည်းသူများပြောစရာကြီးဖြစ်နေပါတယ်ဒီတစ်ခုသတိပြုစေချင်ပါတယ်အမေမစားမေမစားကတက်ပုံကတော့ကျမကိုယ်တိုင်မားတယ်เนาะကျမအဲ့ဒါပြောချင်လို့ဒီမှာပူနေတဲ့ကြားထဲကမိရလဲဟို လူပြက်နေတဲ့အင်ပါဒါနဲ့ထွင်းလာတော့အေကွန်လည်းပြင်လို့မရဘူး။တော့ကျွန်မပူနေတဲ့ကြားရည်ကဒီပဝါကိုချုပ်ပြထားတယ်။အဲ့ဒါပါလဲဆိုတော့ဆာလောဘတ်တပ်ပေါ်မားတဲ့အကြောင်းကိုပြောပြချင်တာ။အဲကျွန်မဒီဒေတာကူလိုကအင်္ဂလိပ်စာနဲ့ဝဲရသည့်တာယာကိုကျွန်မတက်တလုံးဒီရေးခဲ့တာကချိုးပဝါကိုပတ်တော်ရီတချောင်းမြင်ပုပုဝါလိုပဲရေးခဲ့တာ။တော့တန်မြာသည်ဆိုလို့ရှိရင်လေတန်ပုရာသည်တချောင်းမြင်နဲ့ရေးခဲ့တာ။ဒါပေမဲ့ကျွန်မအခု ဟိုဘွေရပြီးတဲ့နောက်ပိုင်းကျွန်မမြန်မာစာမြန်မာစကားစာလုံးပေါက်တက်ပုံချဲနေလိလာကြည့်တဲ့အခါကျတော့ပါဝါပူဝါမဟုတ်ဘူးပါဝါတန်ပြာသည်ဆိုလို့ရှိရင်လေတန်ပူရာသည်မဟုတ်ဘူးတန်ပြာသည်အဲ့ဒါဆိုမှတ်ရအောင်လေကွာဟိုစိုင်းဝိုင်းနေထဲမှာလေဟိုပလွေတို့နှဲလို့ရှိသူဆိုလို့ရှိရင်လေပလွေပူလွေမဟုတ်ဘူးเนาะပလွေတဝါ ပလွေပဝါတက်မရတချောင်းငယ်မပါတဲ့အဲ့ဒါမြမစာမြမစာကတပ်ပုံချမ်းနေမှာပါတယ်။နောက်ကျွန်တော်ဆိုလို့ရှင်တာကကျွန်မဆိုလို့ရှင်လည်းဒီတက်ကတော်ကနေဘွဲရပြီးတဲ့ချိန်တော့ဟိုပဝါကိုကုဝါလို့ရေးခဲ့တယ်တပ်ပုံမှားခဲ့ဘူးလေ။နောက်ဆိုတော့မြမစာမြမစာကစာလုံးပေါင်းတပ်ပုံချမ်းနေရအင်ပြန်အခက်ခဲပါရဲ့ဆိုတော့မှားခဲ့ဘူးပါရဲ့စာလုံးပေါင်းတပ်ပုံခေဥဆိုင်ဖို့လို့ရဲ။အဲဒါပေမဲ့တခြားကိစ္စတွေမှာမြမစာတပ်ပုံမှားတာကိစ္စမရှိပေမဲ့ပါတီအောင်နိုင်ရေးမဲဆွဲအစည်းအုံနဲ့ဆိုင်ဖို့မှာနောက်စကလုံး၆လုံးအောင်ရေးရတဲ့နေရာကိုတစ်လုံးမှား ားနေတဲ့ခါကျတော့အော်သူများလည်းမျိုးထိုးကြရင်ဖြစ်နေတယ်ဒီအချက်လေးပဲပြုပြင်ဖို့လိုအပ်ပါတယ်ကျန်တာကတော့ကိုတနာယုံကြည်ကတည်းလေပင်ရေးချက်တင်တော့ကိုစနေလောင်းတယောက်လို့ရှင်းမြင်ပါတယ်နောက်တစ်ခုကတော့အာ UEC ကိုကျမတို့ပြည်သူတွေကနိုင်ငံရေးပါတီတွေကတင်ပြဖို့လိုအပ်တယ်လို့နောက်တစ်ခုနိုင်ငံတော်ဆိုရပါအဲ့ဒါပါလဲဆိုလို့ရှိရင်လည်းဒီကျမတို့ပေါ်ချီပုံခြေကံဥပဒေပုံမှန်120ခါခွေးမှာ နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားသည်လွတ်တော်ကိုယ်တိုင်ဖြင့်ဝေရောက်ရွေးချယ်ခံသည့်ရှိသည်ဆိုတဲ့နေရာပါ။ဆိုတော့နိုင်ငံသားဖြစ်ရင်ပြီးတော့တရုတ်ဖြစ်ဖြစ်၊ကလားဖြစ်ဖြစ်၊အမေရိကန်ဖြစ်ဖြစ်နိုင်ငံသားဆိုရင်ရွေးချယ်ခံဝင်ရှိတယ်ဆိုတဲ့အတွက်အလောင်းလုံးမျိုးနဲ့ရှိကြေးရွာများကိုစစ်ကြောင်းထိုးလာသောစစ်တပ်ကိုနှင်ရက်ဆက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၈ဦးသေဆုံး တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်ရှိကြေးရွာများကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်ရာစစ်တပ်ဖက်မှ၈ဦးသေဆုံးခဲ့ကြောင်းဒေါနာစစ်ကြောင်း၃ Repetitive ကထုတ်ပြန်ထားသည့်အော်တိုဘာလ22ရက်နေ့နှင့်22ရက်နေ့တို့တွင်အင်အား84ဦးပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ကရင်ကြီးကြေးရွာနှင့်ကမ်ပဏီကြေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် ထိုတိုက်ခိုက်မှုနှစ်ကြိမ်အတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ၈ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော်လန်ยีရဲဘော်တအူးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှလက်နက်ကြီးပစ်ကူအပါအဝင်စစ်တင်းမောများကလည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းသည်ကမ်ပဏီကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ကာကမ်ပဏီကြီးရွာနှင့်ပြည်ညစ်ကြီးရွာကြားရှိဖျားတောင်တွင်တက်ဆွဲထားခြင်းတော်လန်ยีတပ်ဖွဲ့များကလည်း drone ဖြင့်ပုံကျဲတိုက် ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်အဆိုပါတိုက်ခိုက်မှုကိုဒေါ်လာစစ်ကြောင်း3ဒေါ်လာတက်ခွဲ9ဟူဖဖထဝဲခရိုင်တပ်ပေါင်းစုငိုအားဒူရက်စစ်ကြောင်းရာမညမွန်တက်တော်အမဲနှင့်လောင်းလုံးပကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လောင်းလုံးမြို့ပေါ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းသိရှိရသည် အင်္ဂလိပ်ရွှေမောင်လိုလူမျိုးကလွှတ်တော်ရဲ့ရောက်တာလို့စီတူမောင်တို့ဝင်းမြများတို့ဒီလေလွှတ်တော်ရဲ့ဝင်ဖို့ကြိုးစားခဲ့တယ်။ဆိုတော့ကျမဒီကျမတို့နိုင်ငံရဲ့လွှတ်တော်ကျမတို့နိုင်ငံရဲ့အစိုးရအဖွဲ့ထဲမှာကျမတို့ကချင်းကရားကရင်စံဗမာမော်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားထဲမှာမပါတဲ့ဘဲတူတူတယောက်ကိုမှမမြင်ချင်ပါဘူး။ဒါကြောင့်မို့လို့ပုံမှန်190ခါခွေပြင်ဖို့လိုပါတယ်။ တိုင်းရင်သားမိဘနှပါးမှဝေဖာတော်တိုင်းရင်သားဒါလေးရဲ့လွတ်တော်ကိုယ်စားလှယ်ဖြင့်ရွေးချယ်တော်ခွင့်ရှိသည်လို့ပြောင်းလဲဖို့လိုအပ်ပါတယ်။အတချို့တိုင်းရင်သားတွေကတော့ဖေကတိုင်းရင်သားမေကလူမျိုးချဥပမာအာဖေရလူမျိုးချမေရတိုင်းရင်သားအဲ့ဒီလိုသွေးနော်ကပြားကြီးကြတော့သွေးနော်ရဲ့အမှုချင်းကပြားရဲ့အမှုချင်းကျွန်မပြောပြမယ်နော်။အာကျွန်မကလက်ဝေဝါဒနာပါတယ်။လက်ဝေပွဲဆိုရင်ကျွန်မကရင်ပြည်နယ်ကြီးတွားကြည့်တာ။ နော်ဆိုတော့လက်ဝိမှာအာထွန်းလုံးမင်းနော်မြန်မာပြည်ချမ်းပြန်ထွန်းလုံးမင်းအားလုံးသိတယ်ထွန်းလုံးမင်းကသွင်းတော့ထွန်းလုံးမင်းဒီဘယ်တော့မှမလက်ဝိကျိုးအိုင်းနဲ့မှလောက်မချီဘူးဗျလောက်ချီတယ်ဆိုတာဘာသာရေးရလောက်ချီတာမဟုတ်ဘူးရည်ကျင်းမှုရလောက်ချီတာကျွန်တော်တို့နိုင်ငံကိုကိုအီရန်လို့နော်တကယ်အီရန်လို့မွတ်စလင်နိုင်ငံအစ္စလာမစ်နိုင်ငံကြီးကတကယ်အဓိပတိမွတ်စလင်တွေလာပြီးလက်ဝဲထိုးရင်တော့ ကျွန်တော်တို့နိုင်ငံယူခြင်းမူရာတို့ဂျိုးဝိုင်းထဲမှာလက်အုပ်ချီပြီးတော့ဝင်ရတာတကယ်ဥရနိုင်ငံသားတွေတကယ်အဓိပတိမွတ်စလင်တွေအောင်ဒါပေမဲ့ဒီသွေးနော်ထွန်းထွန်းမင်းတို့အုပ်စုတစ်ဖွဲ့လုံးဘယ်တော့မှလက်အုပ်ချီနေမရှိဘူး။တော့ဒါကသွေးနော်တယောက်ရဲ့အမှုချက်ဟာကျွန်တော်တို့ယူခြင်းမူတွေနဲ့အများကြီးကွဲလဲသွားတယ်ဆိုတာကိုမြင်တာထင်တာရှိအောင်ပြတာပါ။ ဒါကြောင့်မလို့ပုမာ130ခွေပြုပြင်ဖို့လိုအပ်ပါတယ်ပြောင်းလဲဖို့လိုအပ်ပါတယ်ဒီကြောင့်ကိုကျွန်မလွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကဒီဇိုင်းမဲ့မဲ့ပြောခဲ့ပြပါတယ် UEC ကိုကျမတို့ပြည်သူတွေအနေနဲ့ကအချိန်ကြီးတောင်းဆိုဖို့လိုအပ်တယ်လို့နိုင်ငံတော်ဆိုရတဲ့ UEC ပေါင်းပြီးနောက်တစ်ချိန်ဖွဲ့စည်းပုံပြင်ဆင်တဲ့နေရာဖွဲ့စည်းပုံပြင်ဆင်တဲ့အချိန်မှာနိုင်ငံကိုချစ်တဲ့ကိုယ်စားလှယ်တွေအနေနဲ့ကဒီချက်ကိုစူးစမ်းပေးဖို့လည်းတိုက်တွန်းပါတယ်။အလို့သားရေးအန်တရတခုကိုပြောမယ်။ အမျိုးသားရေးအန်ဒီဒါကပါလဲဆိုရင်လက်ရှိကျွန်တော်တို့နိုင်ငံမှာကျဲသုံးနေတဲ့ဖွဲ့စည်းပုံခြေခံဥပဒေမှာကပုံမှန်120ခါခွေးမှာအာနိုင်ငံသားမိဘနှစ်ပါးမှာမွေးထားမွေးဖွားသောနိုင်ငံသားကျွန်တော်တို့တိုင်းရင်းသားထဲမှာမပါတဲ့ဝမ်မစားတွေကကျွန်တော်တို့လွတ်တော်ထဲကိုရောက်ခဲ့တယ် နောက်ဥကုတ်နီးဆိုလို့ရှိရင်ဥပဒေကြံပေးတော်ဖြစ်ခဲ့တယ်။ဒါကကျမကကလားမုံဒီရေပြောနေတာမဟုတ်ဘူးတရုတ်မုံဒီရေပြောနေတာမဟုတ်ကျမတို့နိုင်ငံရဲ့လွှတ်တော်ထဲမှာကျမတို့နိုင်ငံကိုချုပ်ကင်မဲ့မောင်းနေမဲ့အစိုးရအဖွဲ့ထဲမှာကျမတို့တိုင်းရင်းသားထဲမှာမပါတဲ့ဘယ်သူတူးတယောက်ကိုမှဝင်မခံနိုင်တာကျမတို့ရဲ့တိုင်းရင်းသားတွေကလွဲလို့ဘယ်သူကိုမှကျမတို့နိုင်ငံအုပ်ချုပ်ရအောင်မပေးနိုင်တာ ဒါကြောင့်မို့နောက်တစ်ချိန်ကျွန်တော်တို့နိုင်ငံအကျင်းပမဲ့လူဝေးကောက်ပွဲတွေရွေးကောက်ပွဲတွေကျွန်တော်တို့နောင်နာခဲ့အနာခံမှာတိုင်းရင်းသားထဲမှာမပါတဲ့ဒီလိုလူမျိုးတွေကျွန်တော်တို့လွတ်တော်ရဲကိုရောက်မလာအောင်ကျွန်တော်တို့နိုင်ငံရဲ့အစိုးရဖွဲ့တွေကိုရောက်မလာအောင်ကျွန်တော်တို့တားဆီးဖို့လိုအပ်တယ်။အမျိုးသားရေးအန်တီရတခုကိုကျွန်တော်တို့တားဆီးဖို့လိုအပ်တယ်။ဘယ်လိုတားဆီးရမလဲ။ပုံမှန်120ခါဝေးတိုင်းရင်းသားမိဘနှံပါးမှာမွေးဖွားတော့တိုင်းရင်းသားလိုပြုပြင်ဖို့လိုအပ်တယ်။ပြောင်းလဲဖို့လိုအပ်တယ်။